ားလုံးပဲမင်္ဂလာပါဗျာ JDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC အဖွဲ့အစည်းမှာလက်ရှိလောလောဆယ်တကယ်ကိုအောင်မြင်မှုတွေရရှိနေပြီးတော့မြန်မာပြည်သက်တွေအကြိုက်ကစားပြထားနိုင်တဲ့ fighter တူဖြစ်တဲ့ Ryanian Drider အနေနဲ့ဒီ middleweight တန်းမှာ champion ဖြစ်နိုင်တဲ့အခြေချင်းမျိုးအထိရှိနိုင်လားဆိုတဲ့သုံးသပ်ချက်အကြောင်း ချန်ပီယံကပတ်ကိုဒုတိယအကြိမ်ပြန်လဲရရှိသွားပြီးတဲ့နောက်မှာနောက်ထပ်ပြိုင်ဘက်ဖိုက်တာဘဲဖိုက်တာကိုရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာသိသိချာချာရေးရရမရှိသေးတဲ့ UFC ရဲ့ Featherweight တန်းချန်ပီယံ Alexandra Vukanovski ဆိုတဲ့အကြောင်းနဲ့မကြခင်အချိန်တွင်းမှာပရိသတ်တွေရဲ့တောင်းဆိုမှုအရ Heavyweight တန်းချန်ပီယံကပတ်ကိုဆွန့်လွတ်သွားရဖို့ရှိနေတဲ့ဂျွန်ဂျုံစတဲ့အကြောင်းအရာတွေကိုစူးစီးတုံးတက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ဖွဲ့စည်းကိုရောက်ရှိလာပြီးတဲ့နောက်အောင်မြင်မှုတွေများစွာရရှိပြီးတော့အခုအချိန်မှာ UFC Middleweight တန်းရဲ့ထိပ်ပိုင်းစင်းကိုရောက်ရှိလာပြီးတော့မကြခင်အချိန်အတွင်းမှာ Championship Level နောက်ကိုရောက်ရှိလာနိုင်တဲ့ Rainier Rider အနေနဲ့ UFC ဖွဲ့စည်းမှာ Champion ဖြစ်လာနိုင်တလားဆိုတဲ့သုံးသက်ချက်တစ်ခုအကြောင်းကို တင်ဆက်ပေးသွားခြင်းပါတယ်။ ရိုင်းနီယာဒရိုက်တာဆိုတဲ့ fighter ကတော့ပြိသက်တွေအားလုံးကိုမိတ်ဆက်ပေးစရာမလိုတော့အောင် UFC အဖွဲ့အစည်းမှာရော One Championship အဖွဲ့အစည်းမှာရောတကယ်ကိုပြိသက်တိပြီးပြိသက်လက်ခံထားပြီးသားဖြစ်တဲ့ fighter ချန်တူဖြစ်ပါတယ်ရိုင်းနီယာဒရိုက်တာအနေနဲ့ဒီကျွန်တော်တို့မှာပြိသက်တွေစပြီးတော့သတိထားမိခဲ့တာကတော့ပြီးခဲ့တဲ့2020ခုနှစ်မှာသူ့အနေနဲ့ဒီ ဝါချန်ပီယံရှစ်ကနှစ်ထပ်ကွန်းချန်ပီယံဟောင်းတူးဖြစ်တဲ့အောင်လာအန်ဆန်းကိုလယ်ဘေးညှင်အနိုင်ယူပြီးတော့အောင်လာအန်ဆန်းရဲ့ချန်ပီယံကပတ်တွေအကုန်လုံးကိုဖြုတ်သွားပြီးတဲ့နောက်မှာရိုင်းနက်ဒရိုက်တာကိုမြန်မာပရိသတ်တွေစပြီးတော့တတိထားမိတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ရိုင်းနက်ဒရိုက်တာအနေနဲ့မြန်မာပရိသတ်တွေရဲ့ဗဇက်ဖြားမှာတကယ်ကိုအမြင်ကက်ခံရတဲ့ဖိုက်တာတူးဖြစ်ပြီးတော့အင်ပရမကိုလေကျယ်တဲ့ သူတဦးဖြစ်တဲ့ပြိသက်တွေကတီးကြတာပါလေးကျဲထားသလိုပဲ Rainier Director အနေနဲ့ကလည်းတကယ်ကိုအရေးချင်းရှိတဲ့ Fighter 2ဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ Prime Color မှာတကယ်ကိုအကျန်းဆုံး ပွဲစဉ်တွေကိုရှင်ပြိုင် ထိုးတက်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့အကောင်းဆုံးပုံစံနေနဲ့သူ့ရဲ့ level တွေကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုမျိုးဖြစ်နေတဲ့အနေအထားမှာ Rainier Director ကိုရှုံးစီခြင်းနေတဲ့ပြစ်သက်တွေဟာမြန်မာနိုင်ငံလုံးကပြစ်သက်တွေရှိတဲ့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမှာ Rainier Director အနေနဲ့ဒီ World Championship အဖွဲ့အစည်းမှာသူ့ထပ်ပို့ပြီးတော့နှပန်းကောင်းတဲ့ fighter နဲ့ရှင်ပြိုင်ထိုးတက်မိသွားပြီးတော့အဲ့ဒီပွဲစဉ်တွေမှာနှစ်ပွဲသက်တိုက်ရှုံးနေသွားခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုမျိုး ရှုံးနိမ်သွားခဲ့ပြီးတဲ့နောက်မှာဆိုရင်ကျွန်တော်မြန်မာပရိသတ်တွေရဲ့အယူအဆအရ Rainier Director အနေနဲ့လုံးဝကိုကမ်းပတ်ပြန်မလာနိုင်တော့ဘူးသူ့ရဲ့ကစားသမားဘွားကအဆုံးသက်သွားပြီး One Championship ဖွဲ့စည်းကလည်းထွက်ခွာသွားပြီဆိုပြီးတော့ခံမှန်းတုံ့တက်ထားခဲ့ကြတာပါတို့ပဲလေ Rainier Director အနေနဲ့ ကျွန်တော်တို့မြန်မာပြည်သက်တွေကိုလုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ကမ်ဘတ်ပြန်လာပြခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူအနေနဲ့ UFC ဖွဲ့စည်းကိုရောက်ရှိသွားပြီဆိုတဲ့တဲ့ရင်ဟာပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းလောက်မှာတော်တော်လေးကိုဟိုးလေးတကြောကြောဖြစ်ခဲ့ပါတယ်။ဆိုတော့ UFC ဖွဲ့စည်းကိုရောက်ရှိသွားပြီဆိုရင်တော့ Ryan Rider အနေနဲ့အောင်မြင်နိုင်ပါမလားဆိုတာကျွန်တော်တို့ဒီပြည်သက်တွေအနေနဲ့ရှေ့တုန်းကခမန်းသုံးသက်ချက်တွေမှာခမန်းသုံးသက်ခဲ့ပြီးပါပြီ။ဒါပေမဲ့အဲ့ဒီခမန်းသုံးသက်ချက်တွေနဲ့တက်တက်ဆင်အောင်လွဲပြီး Ryan Rider အနေနဲ့လက်ရှိလောလောဆယ် င်မှာ UFC အဖွဲ့အစည်းမှာအောင်မြင်မှုအတော်လေးရနေတာပဲဖြစ်ပါတယ်။သူ့ကို UFC အဖွဲ့အစည်းကငကိုမူလာကချန်ပီယံနှစ်ထပ်ကွန်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဆက်ဆလာခြင်းမှာဆိုလို့ရှိရင်ပဲဆာမီဝက်တန်စစ်ပါတယ်စစ်တဲ့ပွဲစဉ်မှာဆိုရင်လဲဆောင်းပွဲအောင်ခဲ့ပြီးတော့ရိုင်းနီယာဒရိုက်တာဟာသူ့လိုပဲဂျူဂျစ်စုကောင်းတဲ့ဖိုက်တာကိုချုပ်ကွက်နေအတိုင်းယူပြသွားတာဖြစ်ပါတယ် အဲ့ဒီလိုမျိုးချုပ်ကွက်နဲ့အနိုင်ယူပြသွားပြီးတဲ့နောက်မှာဆိုလို့ရှိရင် Rainier Drider အနေနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ Kevin Holland ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တာပါ Kevin Holland နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲမှာဆိုရင်လေ Rainier Drider အနေနဲ့ဒီ Kevin Holland လိုမျိုးပြိသက်အကြိုက် fighter ကိုပြိသက်အကြိုက်ဆော့ပြသွားခဲ့ပြီးတော့သူ့အနေနဲ့ UFC ဖွဲ့စည်းမှာသူ့ရဲ့နိုင်ပွဲတွေအကုန်လုံးကိုပွဲသိမ်းပြပြီးတော့နိုင်ထားတဲ့အနေအထားရောက်ရှိသွားပါပြီအဲ့လိုမျိုးရောက်ရှိသွားပြီးတဲ့အနေအထားမှာ Rainier Drider အနေနဲ့ ranking scene နဲ့မှာ တော်တော်လေးကိုတတ်သွားခဲ့ပြီးဖြစ်ပြီးတော့သူ့အနေနဲ့ဒီ ranking အပြင်ဘက်ကနာမည်ကြီး fighter အားလုံးကနဘန်းကောင်းတဲ့ fighter ဆိုပြီးတော့တိထားကြတဲ့ Bonnigan နဲ့သူ့ကိုချက်ပြီးတော့ပွဲတယ်ပေးပြီးတော့သူ့ရဲ့ စွမ်းရည်တွေကိုစမ်းသပ်ပါတယ်။ဘိုနစ်ကဲနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ခံမှန်းထားခဲ့တဲ့ပုံရဆိုရင်တော့ဘိုနစ်ကဲကနှစ်ပန်းပို့ပြီးတော့ကောင်းတဲ့ကစားသမားဖြစ်တဲ့လက်သီးပါဝါလည်းပြင်းတယ်။ဒါကြောင့်မလို့ရိုင်းနီယာဒရိုက်တာအနေနဲ့အန်နတိုလီမာလီကင်အသေးစားနဲ့အရှင်ပြိုင်ထိုးသက်ရတဲ့ပွဲစဉ်တွေပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကသုံးသပ်ခဲ့မိတာပါ။ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာပရိသတ်တွေအားလုံးမြင်တဲ့အတိုင်းပဲရိုင်းနီယာဒရိုက်တာဟာဘိုနစ်ကဲကို striker ဘိုင်းမှာအသာစီးဆော့ပြသွားပြီးတော့အကျန်းစားဒူးတိုက်ချက်နဲ့အလဲထိုးအနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။ သူတို့လက်ရှိတလောဆယ်အနေထားမှာ Rainia Director အနေနဲ့ဒီ UFC အဖွဲ့စည်းရဲ့ Middleweight တန်းက Take Down Fighter စီးရင်ထဲမှာသူ့အနေနဲ့ရောက်ရှိနေပြီဖြစ်ပြီးတော့သူ့ရဲ့နောက်ဆုံးစာမွေးပွဲတစ်ခုအနေနဲ့ UFC အဖွဲ့စည်းကနေပြီးတော့လက်ရှိတလောဆယ်အနေထားမှာသူ့ကို Robert Whittaker နဲ့ပွဲတည်ပေးလိုက်ပြီဖြစ်ပါတယ် Robert Whittaker ကတော့ပြည်သက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ မီရဝေးတန်းမှာသူ့အနေနဲ့ဒီ anti grappler ဦးလို့ပြောရမှာဖြစ်ပြီးတော့ grappling ဆော့တဲ့ကစားသမားတွေတော်တော်များများကိုသူ့အနေနဲ့ ဖြေစော့ပြခဲ့ဘူးတာကိုတွေ့ရမှာဖြစ်ပြီးတော့မီဒဝေတန်းမှာချန်ပီယံဟောင်းတူဖြစ်နေရက်တင်နေတာဖြစ်ပြီးတက်ရွယ်ပိုင်းရပြောမယ်ဆိုရင်လည်း Ryanair Rider နဲ့မတိမ်မြင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာ Ryanair Rider အတွက်နောက်ဆုံးစာမွေးပွဲတစ်ခုလို့ပြောရမှာပါဒီစာမွေးပွဲကိုအောင်သွားပြီဆိုရင်တော့သူ့အနေနဲ့မီဒဝေတန်းရဲ့ထိတ်တန်းစင်းလုံးဝကိုဝင်ရောက်သွားမှာဖြစ်ပြီးတော့မကြခင်အချိန်တွင်းမှာချန်ပီယံကပတ်အတွက်စိန်ခေါ်သွားရမယ့်နေရာဖြစ်ကိုရောက်ရှိသွားနိုင်ပါတယ် ဆိုတော့ဒီပွဲစဉ်မှာရောဘယ်လိုရလက်ထွက်ပေါ်လာနိုင်တယ်လဲကျွန်တော်အနေနဲ့ကတော့ခမန်းသုံးသက်မိတာကတော့ Ryanian Director ဟာ Robert Whittaker ကို take down ရယူဆွဲလှဲပြီးတော့ထုတ်ကွက်ပုံဖော်ထိုးသက်သွားမှာပဲဖြစ်ပါတယ် Ryanian Director ရဲ့ Brazilian Jiu-Jitsu BJJ skill ကိုပြောရမယ်ဆိုရင် UFC Middleweight တန်းကကစားသမားတွေ60ရာခိုင်နှုန်းထက်ပိုပြီးတော့တားတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ ီပွဲစဉ်ကိုနိုင်ုံရရှိသွားပြီဆိုရင် Rainier Rider အနေနဲ့ Hansa Chima ရဲ့နဲ့ပဲတွေ့မလား Shawn Strickland နဲ့ပဲတွေ့မလား Bay Fighter နဲ့တွေ့မလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီဆိုတော့ Hansa Chima ရဲ့နဲ့ Drinker Duplex တို့ရဲ့ပွဲစဉ်ကလည်း Champion ဘယ်သူလဲဆိုတာအပြေရှာမဲ့အနေထားရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ Rainier Rider တို့ကတော့လက်ရှိ loss မှာသူ့အနေနဲ့စမ်းအပွင့်ဆုံးအချိန်ကိုပြန်လဲရောက်ရှိနေပြီလို့လည်းပြောရမှာပါဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာ Rainier Rider အနေနဲ့ ရောဘတ်ဝုဒ်ဒေကာကိုနိုင်ရရှိသွားမယ်ဆိုရင်နောက်ထပ်ပြိုင်ဘက်ကချန်ပီယံကပတ်လူပွဲကနေရှုံးလာတဲ့ဖိုက်တာနဲ့တွေ့မှာပါအဲ့တွေ့ပြီးတဲ့နောက်မှာဆိုရင်တော့သူအနေနဲ့ချန်ပီယံကပတ်ဂျိန်းဒီပေါ့စင်ခေါ်ခွင့်ရရှိမှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ကတော့ Rainier Rider ကို Triget to Blessing နဲ့ပဲတွေ့တွေ့ Hazard Chima ရဲ့နဲ့ပဲတွေ့တွေ့ပွဲကောင်းပွဲချင်းတစ်ပွဲဖြစ်လိမ့်မယ်လို့ခန့်မှန်းသုံးသပ်နေမိပါတယ်ပရိသတ်တွေအနေနဲ့ကရော Rainier Rider ကို UFC ဖွဲ့စည်းရဲ့ Middleweight ထဲမှာဘယ်လိုမျိုးအနေထားတိခန့်မှန်းထားမိတယ်လဲဆိုတာကို comment မှာဆွေးနွေးတုံ့တက်ညင်ခုံပေးကြပါဦးခင်ဗျာ နောက်ထပ်နေဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ဒီ Featherweight တန်းမှာ Champion ကပတ်ကိုဒုတိယတစ်ကြိမ်တပန်ပြန်လဲရရှိပြီးတဲ့နောက်မှာထိုးသက်စရာပြိုင်ဘက်မရှိဘဲနဲ့ဘယ် Fighter နဲ့ထိုးသက်ရမလဲမသိဖြစ်နေတဲ့ Featherweight တန်း Champion ကြီး Lesnar Vukanovski ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားကြပါမယ်။ Lesnar Vukanovski ဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဒီ UFC 335 event ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ တကယ်ကို featherweight တန်းကရှင်ပြိုင်မှုပြင်းထန်လာတဲ့ fighter ဖြစ်တဲ့ Diego Lopez နဲ့ရှင်ပြိုင်ထိုးသက်ခဲ့ပြီးတော့သူ့ရဲ့ featherweight တန်း champion ကပ်ကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ UFC ရဲ့ဒီ ဖေဒါဝေးဒဲချန်ပီယံဟောင်းတူးဖြစ်တဲ့အလက်ဇန်ဒါဗိုဂနော့စကီအနေနဲ့ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာသူ့ရဲ့ဖေဒါဝေးဒဲချန်ပီယံကဘက်ကိုအီလီယာဒေါ်ပူရီယာစီမှာအလဲထိုးရှုံးနိမ့်သွားခဲ့ပြီးတော့သူ့အနေနဲ့သူ့ရဲ့ဖေဒါဝေးဒဲချန်ပီယံကဘက်ကိုဆုံးရှုံးသွားခဲ့တာပဲဖြစ်ပါတယ်။အဲလိုမျိုးဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့တစ်နှစ်လောက်လုံးဝကိုအနားယူသွားခဲ့ပြီးတော့အေဒီကာမာတဆင်အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပြီးတော့ပြီးခဲ့တဲ့ဒီ UFC ပွဲစဉ်မှာသူ့အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုပြန်လည်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးချန်ပီယံကပတ်ကိုပြန်လည်ရရှိသွားပြီးတဲ့နောက်မှာသူ့ရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်သူဖြစ်လာနိုင်တယ်လဲဆိုတဲ့မေးခွန်းက UFC ပရိသတ်တွေကြားထဲမှာတော်တော်လေးကိုရေပန်းစားနေတာပဲဖြစ်ပါတယ် Alexander Volkanovski အနေနဲ့ကသူ့အနေနဲ့တကယ်ကိုအရင်တုန်းကကြမ်းခဲ့ဘူးတဲ့ fighter တယောက်ဖြစ်ပေမဲ့အခုချိန်မှာသူ့ကိုရှင်နိုင်တဲ့လူငယ်ချစ်တဲ့ကစားသမားတွေကတော်တော်လေးကိုများနေပြီပဲဖြစ်ပါတယ်နောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲစဉ်မှာပဲကြည့်မယ်ဆိုလို့ရှိရင် Diego Lopez အနေနဲ့ဒီ fighter IQ ူပိုင်းမှာအနှဲငယ်လိုအပ်သွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Alexander Vukonovski ကိုရှုံးနှင်းခဲ့ရတာဖြစ်ပေမဲ့အဲ့ဒီပွဲစဉ်ထဲမှာ Alexander Vukonovski ကိုသူ့အနေနဲ့ knockdown ကြအောင်နှစ်ကြိမ်လောက်ထိုးပြနိုင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ featherweight တန်းမှာ နောက်တက်လူငယ်ကစားသမားတွေအများကြီးရှိပါတယ်။ Arnold Allen လိုကစားသမားတွေ Boxer Evlov လိုကစားသမားတွေစတဲ့ fighter တွေအများကြီးရှိနေသေးတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီလိုမျိုးရှိနေတဲ့အထဲမှာ Alexander Vukonovski အနေနဲ့ ဘယ်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာကျွန်တော်တို့ပရိသတ်တွေအတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်လက်ဇနာဗူကနော့စကီကိုတိုင်ကလည်းဘယ်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားရမလဲဆိုတာသူ့ကိုယ်သူလက်ရှိလောဆယ်အခြေအနေမသိရှိသေးဘူးလို့ပြောရမှာဖြစ်ပြီးတော့လူငယ်ခြေတက်ကစားသမားတူဦးနဲ့ပဲရှင်ပြိုင်ထိုးသက်သွားရဖို့များပါတယ်ကျွန်တော်အနေနဲ့ခမန်းသုံးသက်မိတာကတော့ mobsa evlo လို့မျိုးလူငယ်ခြေတက်ကစားသမားနဲ့ရှင်ပြိုင်ထိုးသက်တင်နေပြီဖြစ်ပြီးတော့ လက်ဇန်နာဗူဂနော့စကီအနေနဲ့ကသူ့ရဲ့ချန်ပီယံကပ်ဘက်ကိုအခုအချိန်မှာဒုတိယမြောက်ပြန်လဲကာကွယ်သွားဖို့ကတော့တော်တော်လေးကိုကြိုးစားသွားရအောင်ပါပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရှေးကပွဲစဉ်ဒီမှာသူ့အနေနဲ့ဒီဒဏ်ရာရရှိထားခဲ့တာတွေဟာတော်တော်လေးကိုများခဲ့တာဖြစ်ပြီးတော့ဒဏ်ရာဆိုတာထက်အလဲထိုးပွဲစဉ်နှစ်ပွဲဇက်တိုက်ခံခဲ့ရပြီးတဲ့နောက်မှာသူ့ရဲ့မာဂုံဟာတော်တော်လေးကိုကြာဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းလက်ဇန်နာဗူဂနော့စကီအနေနဲ့ Fighting IQ ဘိုင်းမှာတော့အင်မတမကိုကောင်းမွန်နေစေပဲဖြစ်ပြီးတော့သူ့အနေနဲ့နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ပွဲ ွဲစဉ်မှာကြည့်မယ်ဆိုရင်သူ့ရဲ့ fighting IQ ဘိုင်းက featherweight တန်းက fighter တွေတလုံးများတဲ့တော်တော်လေးကိုမြင့်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ Lesnar Volkanovski ရဲ့နောက်ထပ်ပြိုင်ဘက်ဘယ်သူဖြစ်လာနိုင်မလဲဆိုတာကတော့ကျွန်တော်အနေနဲ့ကတော့အင်မတမတ်ကိုစိတ်ဝင်စားမိနေပြီဖြစ်ပြီးတော့နောက်ထပ် brave fighter နဲ့ရှင်ပြိုင်ထိုးတက်သွားတဲ့လေဆိုတာကို brave သက်တွေက comment မှာဆွေးနွေးသုံးသပ်ညှိခုံပေးခဲ့ကြပါဦးခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့မကြာခင်အချိန်အတွင်းမှာချန်ပီယံကပတ်ကိုဖြုတ်ချင်းခံရတော့မယ့် UFC ရဲ့ heavyweight dan champion ကြီး John Jones ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားကြပါမယ်။ UFC ရဲ့ heavyweight dan champion ကြီးတူဖြစ်တဲ့ John Jones ဟာဆိုလို့ရှိရင်တော့ သူ့အနေနဲ့သူ့ရဲ့ heavyweight dan champion ကပတ်ကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလမှာရှင်ပြိုင်ထိုးတက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ UFC ရဲ့ heavyweight dan ကဘိုးအကြီး Stipe Miocic နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တာဖြစ်ပါတယ် Stipe Miocic နဲ့ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်း John Jones အနေနဲ့ Stipe Miocic ကိုလုံးဝကိုအသာစီးရယူကစားသွားခဲ့ပြီးတော့သူ့အနေနဲ့အလဲထိုးတိုင်ပွဲရနဲ့နိုင်ရရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဂျွန်ဂျောင်းအနေနဲ့ heavyweight dan ကိုတက်လာတာကတော့2023ခုနှစ်မှာဖြစ်ပြီးတော့သူ့အနေနဲ့တစ်နှစ်တစ်ပွဲသာရှင်ပြိုင်ထိုးသက်တာ ဖြစ်ပြီးတော့ရှင်ပြိုင်ထိုးတက်ထားတဲ့နှစ်ပွဲစလုံးမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ပြိုင်ဘက်ဖိုက်တာတွေကိုသူ့အနေနဲ့ပွဲသိမ်းပြထားတဲ့ဖိုက်တာ2လည်းဖြစ်ပါတယ်ဒါပေမဲ့ဂျွန်ဂျုံအနေနဲ့လိုအပ်နေတာကသူ့အနေနဲ့သူဟာသူ့ရဲ့ ဟက်ဘွေဒန်ချန်ပီယံကပတ်ကိုကြားဖြတ်ချန်ပီယံနဲ့ချန်ပီယံကပတ်ပေါင်းစည်းပွဲထိုးတက်ဖို့လိုအပ်နေတာဖြစ်ပြီးတော့ဂျုံဂျုံအနေနဲ့လက်ရှိလောလောဆယ်မှာအဲ့ဒီပွဲစဉ်ဖြစ်လာနိုင်ရေးအတွက်တော်တော်လေးကိုပြိသက်တွေရောတခြားသောဖိုက်တာတွေကပါတွန်းတွန်းတက်တက်ပြောဆိုနေခြင်းကိုခံရပြီးဖြစ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကိုချန်ပီယံကပတ်ပေါင်းစည်းပွဲမထိုးဘူးဆိုလို့ရှိရင်ချန်ပီယံကပတ်ဆွန့်လွတ်ဖို့အတွက်ပြိသက်တွေအားလုံးကဝိုင်းပြီးတော့လက်မှတ်ထိုးတောင်းဆိုနေကြပြီပဲဖြစ်ပါတယ်။မူလအစကဂျုံဂျုံကိုချန်ပီယံကပတ်ဖြုတ်ဖို့အတွက်လက်မှတ်၈တောင်း ထိုးဖို့ပြစ်သက်တွေကိုတောင်းဆိုထားခဲ့ရမှာအခုချိန်မှာဆိုရင်ထိုးထားတဲ့လက်မှတ်တွေဟာလက်မှတ်9000လောက်ရှိသွားပြီဖြစ်ပြီးတော့ UFC ဥက္ကဋ္ဌကြီး Dana White ကနေတင်ပြပြီးတော့ Champion ကပတ်ကိုဆွန့်လွတ်ဖို့ဒါမှမဟုတ် Champion ကပတ် ပေါင်းစည်းပွဲထိုးဖို့အတွက်ဂျွန်ဂျုံကိုပြောဆိုထားတယ်လို့သိရပါတယ်ဂျွန်ဂျုံအနေနဲ့ကတော့လက်ရှိတော်တော်စင်မှာသူ့အနေနဲ့အေးအေးဆေးဆေးပဲသူ့ရဲ့ဘဝကိုဖျက်ဆီးနေတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့ Champion ကပတ်ဆွန့်လွတ်ဖို့ရော Champion ကပတ် ပေါင်းစည်းပွဲရှင်ပြိုင်ထိုးတက်ဖို့ရစိတ်ကူးမရှိတဲ့ပုံပေါက်နေတဲ့ပြင်သူ့အနေနဲ့ချန်ပီယံကပတ်စွန့်လွှတ်ရလဲဘာမှအရေးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေလည်းပြောထားတာကိုတွေ့ရပါတယ်။ဆိုတော့ကျွန်ကျောင်းအနေနဲ့မကြောက်ခင်အချိန်တွေမှာအားယူသွားတော့မှာလား။ဒါမှမဟုတ်သူ့အနေနဲ့ချန်ပီယံကပတ်ပေါင်းစည်းပွဲပဲရှင်ပြိုင်ထိုးတက်သွားတော့မလားဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ပရိသတ်တွေနေနေကရော UFC ရဲ့ Heavyweight Champion ကြီးကျွန်ကျောင်းအနေနဲ့ဘယ်လိုမျိုးသူ့ရဲ့ချန်ပီယံကပတ်ကို ကာကွယ်သွားမလဲဒါမှမဟုတ်ဆွတ်လွတ်သွားမလဲဆိုတာကို comment မှာကျွန်တော်နဲ့အတူတူဆွေးနွေးတုံ့တက်ညှင်းခုံပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ချပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်